ဒါပြင်သစ်ကဒီနေရာမှာကျွန်တော်တခုရှိတာပေါ့နော်။ဘာဖြစ်လို့စပိန်ကိုရှုံးသွားလဲဆိုလို့ရှင်အဖျားရှင်းရှင်းလေးပဲ။ပြင်သစ်ကကွင်းလယ်မရှိလို့ရှုံးသွားတာ။ဒါပေမဲ့ပိုရဂီမာကျတော့ဒီຢာလေးရှိတယ်။တီးကြပြောမဆိုရင်ပြင်သစ်ရဲ့ကွင်းလယ်ကဖန်တီးမှုလည်းမရှိဘူး။မာကျော်မှုလည်းမရှိဘူး။ကျွန်တော်တို့ကကျတော့ကြစ်တဲ့ကွင်းလယ်အနေထားလည်းမရှိဘူး။ဒီຢာလေးအားလုံးဘယ်သူရှိမှရှိလဲ။ ပေါ်ရဂီပါရှိတယ်နောက်တစ်ခုကကျတော့ပေါ်ရဂီကပွဲကိုထိန်းကစားတက်တယ်နောက်တစ်ခုကပေါ်ရဂီကပွဲကို၄ဝအောင်လုပ်ပြီးတော့ကစားတက်တဲ့အသင်းနဲ့ဖြစ်တယ်အဲ့လိုအသင်းဖြစ်တာကြောင့်စပိန်ဟာဒီပွဲမှာပေါ်ရဂီကိုအေးအေးဆေးဆေးလေးနဲ့နိုင်ဝါမယ်ဆိုတော့အတွေ့ရှိလို့ရှိရင်တော့ဒီယာကအမားကြီးတို့ကျွန်တော်ကတော့ပြောချင်တယ်ပရိသတ်များမင်္ဂလာပါကျွန်တော်ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါဒီပိုင်းကတော့ Nation League ဒါပေါ့နော်ဘောလုံးပွဲ ပို့ချတော့ချက်အစီအစဉ်ဖြစ်ပါတယ်ပိုရဂီနဲ့စပိန်တဲ့မှာဒါဒီဝက်စင်ကိုလည်းထုံးစံတိုင်းဒါကျွန်တော်တို့ကိုရင်းတို့ကျွန်တော်ယူကိုမျိုးကခံမှန်းသုံးသပ်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဗျာကိုရင်းတို့ရေမင်္ဂလာပါမင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါပိုရဂီနဲ့စပိန်ပေါ့ရေနော်တင်းနာမနဲ့တနာရီခွဲဘိုလူခွဲပါပြောလို့ဆိုလို့ရှင်တော့ဒါဆီရိုနယ်ဒိုနဲ့ဒါရှာမဲတို့ရဲ့အတွေ့အကြုံလည်းကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့ပရိုမိုးတာတွေနဲ့တော့ကျွန်တော်အစီအစဉ်ရဲ့ထုံးစံလေးတိုင်းပေါ့ပိုရဂီဘက်ကနေပြီးတော့စပြပါအောင် အခုနောက်ပိုင်းကဒီငါးကိုလေးတွေကတော်တော်လေးတော့ခက်စားလာတယ်ဗောနော်ဒီချန်ပီယံလိပိုလိုပွဲမှာလည်းငါးကိုစပိန်ကလည်းပြင်သစ်ကိုငါးကိုသွင်းလာတော့ပိုတူဂီနီနဲ့ဒီပွဲမှာပထမဆုံးအိုင်အွန်ဆက်ရမှာဘယ်လိုလဲဆိုတော့တကိုးပေးပြီးွားရဲ့စတိုက်ဂိုးတွေမပေးမိဘူးဗောနော်ဒါတော့အဓိကအိုင်အွန်ဆက်ရမယ်ငါးကိုမဖြစ်နိုင်ဘူးဆိုတော့အားမျိုးတော့ကျွန်တော်တိတ်ပြီးတော့အားမပေးဘူးဗောနော်ဘာဖြစ်လို့လဲဆိုတော့အင်တာမီလန်ရဲ့ခံစစ်ကအရန်ကောင်းတယ်ပီအက်ဂျီကအဲ့လောက်သွင်းမှမလားဆိုပြီးကျွန်တော်ထင်ခဲ့ပေမဲ့လည်းဖြစ်သွားရတယ်ဗောနော် ပြင်းတဲ့နဲ့စပိန်ဘွဲမှာဆိုရင်လည်းပြင်းတဲ့ကအဲ့လောက်ဒီဂိုးပေးရပါမလားလို့ထင်ခဲ့ပေမဲ့လည်းပေးလိုက်ရတယ်ဆိုတော့ဒါတွေကမဖြစ်နိုင်ဘူးဆိုတော့မရှိတော့ဘူးပေါ့အဲ့လိုမျိုးကျွန်တော်အမြင်နဲ့ဟုတ်ကဲ့ပေါ်တူဂီကစားတာကိုကြည့်တဲ့လူတိုင်းကတော့လက်ခံရမယ့်အရာဘာလဲဆိုတော့အဲ့ဒီအတင်းကကစားတော့မကောင်းနေတော့ရှိတယ်ဒါပေမဲ့ပြန်ဘက်ကိုလွှမ်းမိုးကစားတဲ့အပိုင်းမှာတော့အမတန်ကိုနဲပါတယ်ဆိုတဲ့အချက်တွေကိုကျွန်တော်သွားပြီးတော့တွေ့ရတယ်ပေါ့နော်ဂျာမနီနဲ့ဘွဲမှာဆိုရင်လည်းဒုတိယအပိုင်းမှာပဲသူတို့အဆင်ပြေသွားတာပထမအပိုင်းမှာဆိုရင်ဂျာမနီကပို့ပြီးတော့ခွင့်ရရခဲ့တယ်ပေါ့နော် စပိန်ကိုတော့အဲ့လိုမျိုးခွင့်ရေးသွားပြီးရင်တော့ပထမပိုင်းမှာနေဂိုးပြတ်သွားနိုင်တယ်ပေါ့နော်ဟုတ်ကဲ့ပေါ်တူဂီရဲ့ခံစင်းတဲ့ကွန်းလေကြားမှာဒီနေရာလွတ်တွေတော့ရှိတယ်ဗျအဓိကတော့တောင်ပိုင်းနေပြန်ပြီးတော့ပေးလို့ရရဆိုတဲ့နေရာလွတ်လောက် ဲ့လောက်ဒီကိုသူတို့ပေးရတယ်ဗောနော်စပိန်မှာကအဲ့လိုနေရာကြားတွေထဲမှာလွတ်လွတ်တက်တက်ကစားမရှိတယ်လူတွေပြဒီအိုရာဇာဘယ်တို့မာရီနိုတို့ဗောနော်ဒီကစားမတွေကအဲ့နေရာကြားတွေထဲမှာကောင်းကောင်းကြီးလွတ်လွတ်တက်တက်ကစားမရလို့ပြောလို့ရတယ်ဟုတ်ကဲ့ပေါ်တူဂီနောက်ကလူတွေအနေနဲ့ဒီစပိန်ဘက်ကနေပြီးတော့မာကင်ဆွဲခေါ်တာတွေကိုမျောပြီးလိုက်သွားမယ်ဆိုရင်တော့အဲ့နောက်ကနေရာလွတ်တွေကိုတော့လမိုင်းရမဲတို့နီကိုဝီလျံတို့ကတော့အတုံးချသွားနိုင်မယ်ဗောနော်ဒါလေးကိုတော့ပေါ်တူဂီအသင်းအနေနဲ့သတိထားတယ်သတိထားရမယ်လို့ကျွန်တော်မြင်တယ်ဟုတ်ကဲ့ဒီပွဲစဉ်မှာတော့ဒီနိုနိုမန်ဒက်စ်နေခန်စစ်ကိုတော့ပို့ပြီးအိုင်အွန်ဆက်ရမယ်ဘာဖြစ်လို့လဲဆိုတော့သူ့ပတ်ချမ်းမှာလမိုင်းရမယ်ရှိတယ် ဒီပွဲစားမှာတော့ကျွန်တော်ကဒီ netto တော့တောင်အဲ့ဒီဘက်တောင်ပေါ်မှာပဲထားစေခြင်းတယ်။ဘာဖြစ်လို့လဲဆိုတော့ netto ကသူ့စီကပြန်ရမယ့်ယာရီကဘာရှိမလဲဆိုတော့လောအောင်ကောင်းတယ်။ခံစစ်ကိုလိုက်ပြော့ပြန်ကူပေးနိုင်တယ်ရှိရပါဘူးနော်။ netto ရဲ့တခြားဘက်တွေကကျွန်တော်တိတ်ပြီးမပြောချင်ပေမဲ့အဲ့ဒီဘက်မှာတော့ netto စီကကျွန်တော်တို့အများကြီးပြောပြီးမျှော်လင့်လို့ရတဲ့အခြေအနေမျိုးပေါ့နော်။လမိုင်းရမဲ့ကိုလည်းအဲ့လိုမျိုးဒီ နှစ်ယောက်လောက်ထိမ်းမှာပဲအဆင်ပြေမယ်ဆိုတဲ့အခြေအနေမျိုးရှိရပါတော့ကွင်းလယ်ကတော့ဒီဂျာမနီနဲ့ပွဲရလိုမျိုးဗီဒီယာကိုဒုတိယဘက်မှာထည့်တာမျိုးတော့မလုပ်စေချင်ဘူးပါတော့ဗီဒီယာကိုမထည့်တာဘူးဆိုရင်တော့ဒီစပိန်ကွင်းလယ်ကိုရှင်ကစားဖို့ကတော့ခက်လိမ့်မယ်ဒီ right back ချမ်းမှာ right back ပေါ့နော် right back မှာဆိုရင်တော့ဒါလော့အဆင်ပြေတယ်ဆိုရင်တော့ဒါလော့ကိုထည့်စေချင်တယ်အဓိကတော့ဒါလော့စီကနေပြီးတော့ခန်းစစ်ပိုင်းဆွမ်းဆောင်ရည် discipline တွေကကောင်းနေဗျာနီးပြဒီလိုခိုင်းရင်သူကဒီလိုလိုက်ပြီးကစားနိုင်တဲ့အခြေအနေမျိုးမှာရှိတော့နီကိုဝီလီယံနဲ့ပတ်သက်ရင်တော့ဒါလော့ကတော့အကောင်းဆုံးအဖြေလို့တော့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဟုတ်ကဲ့စပိန်ရဲ့တောင်ဝမ်တစ်ဖက်ကိုအဲ့လို စ조사ပြီးတော့ချုပ်ကြီးမှပဲတော့အစီအပြေနိုင်မဲ့ပွဲလို့တော့ကျွန်တော်ထင်တယ်။စပိန်ခံစစ်မှာတော့အပေါက်လေးတော့ရှိရယ်။ပြင်းတဲ့ပွဲမှလည်းဒါကိုမြင်ခဲ့ရတာပေါ့နော်။ဒီစပိန်ဂိုရမာအူနိုင်းဆိုင်မောတော်တော်လေးကောင်းသွားလို့ဒါဒီဂိုးတွေကထပ်ပြီးမပေးခဲ့ရတာပေါ့နော်။ဒီလိုမျိုးအခွင့်အရေးတွေရလာတဲ့အခါမှာတော့ဒီပိုတိုဂီဘက်မှာတော့ဂိုးတင်းတင်ကြတဲ့ကစားသမားရှိရယ်ပေါ့နော်။ပွဲပြေပြောင်းနိုင်တဲ့ကစားသမားရှိတော့အခွင့်အရေးတွေကိုအသုံးချနိုင်မယ်ဆိုရင်တော့ဒီပွဲစဉ်ကပိုတိုဂီအတွက်ဖြစ်သွားနိုင်ပါလိမ့်မယ်။ ဟုတ်ကဲ့ပါကျွန်တော်ပေါ့နော်ဒီဂျာမနီကိုနိုင်ရတဲ့ဒီပေါ်တူဂီရဲ့ခြေစွမ်းကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒါအခုနောက်ပိုင်းပေါ်တူဂီသင်းရဲ့ပွဲတွေကအကောင်းဆုံးခြေစွမ်းလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါပေါ်တူဂီကတကယ်ကောင်းတယ်ဒါပေမဲ့ဂျာမနီရဲ့အစုအဖွဲ့တော်တော်လေးကိုအားယောနေတဲ့အချိန်နဲ့သွားပြီးတိုးရတာကလည်းပေါ်တူဂီရဲ့ကံကောင်းမှုလို့ကျွန်တော်တို့ပြောလို့ရတယ်ဒီဂျာမနီနဲ့ပွဲရဲ့အနေအထားကိုကြည့်ပြီးတော့ဘယ်လိုသွားတွေ့ရလဲဆိုတော့ဒီ final မှာတုံးရမယ်သူပေါ့နောက်တစ်ခုကကျတော့ဒီပေါ်တော့အရန်ခုံးမှာ ထားရမယ်သူဆိုပြီးတော့ပေါ်လွင်လာတဲ့အခြေအနေမျိုးလေးတွေရှိတယ်။ကျွန်တော်အမြင်အရဘယ်လိုလဲဆိုတော့တောင်ပေါ်မှာတော့ကွန်စီကာအိုကိုပွဲထွက်သုံးတင်တယ်လို့ကျွန်တော် မြင်တယ်။ဒီကစားသမားကအခုမှဒီလိုမျိုးတွေလုတ်ပြတော့မဟုတ်ဘူး။သူလုတ်ပေးနေတာနည်းလေးကြာပြီ။အဲ့တော့ဒီဘောလူပွဲမှာတော့သူပွဲထွက် တင်တယ်ဒါအခက်ခဲတွေကြာမှာအရင်အရင်ပေါ်တွေမှာလည်းအဆင်ပြေအောင်လုပ်ပေးတဲ့ကစားသမားဆိုတော့သုံးတင်တယ်လို့ကျွန်တော်ထင်တယ်။နောက်တစ်ခုကကျတော့ဒီပိုရဂီမှာကျွန်တော်မြင်ရတာပေါ့နော်ဒါနိုင်ငံအသင်းမှာရောကလပ်အသင်းမှာရောပေါ့ကျွန်တော်ဒီဘာနာဒိုဆေးဘောက်ကိုမပယ်ရဲတဲ့အခြေအနေကျွန်တော်တော့တွေ့ရတယ်။အဲ့တော့ဘာနာဒိုဆေးဘောက်ကိုသူတို့ပေါ့နော်ဒါပေါ့လူစင်းတဲ့ကနေသူလိုင်းနဲ့မအောက်ရဲတဲ့ခါမှာဖြစ်သွားလဲဆိုတော့ပိုရဂီမှာဒီဘီတင်ဟာနဲ့ဒီဂျာဝန်ဒီဘတ်စတိုရဲ့အတွဲကပေါ့နော်ကွင်းလေအတွဲကသွားပြီးတော့ တွဲလို့မရတဲ့ပုံစံဖြစ်သွားတယ်။ပြောမစလို့ကျွန်တော် PSG ရဲ့အကောင်းဆုံးကွင်းလည်အတွေ့ရပါဒီပေါ်ရိုဂီမှာပုံဖော်လို့မရတဲ့ပုံစံဖြစ်နေတယ်။ဒါတိတော့လည်းမဆန်ဘူး။နီးပြကလည်းမာတီနက်ဆိုတော့မိုက်နက်ကလည်းခလေးချင်သူလှုပ်ချင်လှုပ်တဲ့အခြေအနေမျိုးလေးတွေရှိတယ်။အဲ့တော့ဒီပွဲမှာတော့ဘာနာဒိုဆေးဗားနဲ့ဘီတင်ဟာပွဲထွက်တဲ့လို့ကျွန်တော်ထင်တယ်။နီဗတ်ကိုသုံးမဲ့ဆာဘီတင်ဟာကိုသုံးတာပို့ပြီးတော့အဆင်ပြေမယ်လို့ကျွန်တော်ထင်တယ်။ဒါပြင်သစ်ကဒီနေရာမှာကျွန်တော်တခုရှိတာပေါ့နော်။ဘာဖြစ်လို့စပိန်ကိုရှုံးသွားလဲဆိုလို့ရှင်အပြည့်အရှင်းရှင်းလေးပဲ။ပြင်သစ်ကကွင်းလည်းမရှိလို့ရှုံးသွားတာ။ဒါပေမဲ့ပေါ်ရိုဂီမှာကျတော့ ဒီရာလေးရှိတယ်တီးကြပြောမဆိုရင်ပြည်သူရဲ့ကွင်းလေကဖန်တီးမှုလည်းမရှိဘူးမာကျော်မှုလည်းမရှိဘူးကျွန်တော်တို့ကကျတော့ကြစ်တဲ့ကွင်းလေအနေထားလည်းမရှိဘူးဒီရာရဲ့အားလုံးဘယ်သူရှိမှရှိလဲ ပေါ်ရဂီမှာရှိတယ်နောက်တစ်ခုကကျတော့ပေါ်ရဂီကပွဲကိုထိန်းကစားတက်တယ်နောက်တစ်ခုကပေါ်ရဂီကပွဲကိုလေးဝအောင်လုပ်ပြီးတော့ကစားတက်တဲ့အသင်းနဲ့ဖြစ်တယ်အဲ့လိုအသင်းဖြစ်တာကြောင့်စပိန်ဟာဒီပွဲမှာပေါ်ရဂီကိုအေးအေးဆေးဆေးလေးနဲ့နိုင်ဝါမယ်ဆိုတော့အတွေ့ရှိလို့ရှိရင်တော့ဒီဟာက အမားကြီးလို့ကျွန်တော်ကတော့ပြောချင်တယ်နောက်တစ်ခုကဖာနန်ဒက်ရှိတယ်စီရိုနယ်ဒိုရှိတယ်သူတို့ရဲ့တကွက်ကောင်းတွေကိုလည်းကျွန်တော်တို့မျှော်လင့်လို့ရတယ်ဒီဖာနန်ဒက်နဲ့စီရိုနယ်ဒိုတို့ရဲ့အတွဲဖက်တွေသူတို့ရဲ့တကွက်ကောင်းကနေပြီးတော့ပေါ်ရဂီနိုင်ဝါနိုင်တဲ့အရာတွေလည်းဖြစ်သွားနိုင်တယ်ဒီပွဲစဉ်မှာတော့ကျွန်တော်ဒီဟာလေးတွေကိုထည့်တွက်မယ်လို့ပြောချင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့စပိန်ပဲလေးသွားချင်တယ်ပြပ ြပြပေးပါအောင်စပင်ကလက်ရှိမှာဒီအကောင်းဆုံးအသင်းပဲဟုတ်ကဲ့စားပုံပိုင်းရောတမာမှုရောလောအားလုံးရောဘာမှမပြောစရာမရှိဘူးပို့ပွင့်လေးပြောရမယ်ဆိုရင်တော့ပိုတူဂီတက်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်တက်ရှိ၃ရောက်ရဲ့ရွေလားနိုင်စွမ်းကလည်းပြန်ဖက်ခံစစ်ကိုတော့အများကြီးပြန်များစေတယ်ပေါ့နော်ဒီတို့ဘလိုပြောရမလဲအဓိကအထောင်လိုက်စမှုဆိုတာမျိုးတတမမတ်မရှိဘဲနဲ့တက်စမှုတော့အလုံးကသူ့တောင်းမှုသူယူပြီးတော့လိုက်ပြီးရွေလားနေတာကတစ်ဖက်ခံစစ်ကိုပို့ပြီးအလုရှုပ်စေတယ်ပေါ့နော်ခုနောက်ပိုင်းမှာလည်းအသိန်းတော်တော်များများကအဲ့လိုမျိုးတက်ရှိ၃ရောက်ရွေလားတဲ့ပုံစံမျိုးလေးတွေကို မြန်မာစကားသုံးလာတာကျွန်တော်မြင်ရတယ်ပေါ့နော်ဟုတ်ပါတယ်ပြီးတော့တို့တို့နောက်မှာထောက်ပေးရတဲ့ကွင်းလက်ကစားမားတွေလည်းတော်တော်လေးကိုကောင်းတယ်ရန်ကုန်မှာရှိတဲ့ကွင်းလက်ကစားမားတွေနဲ့ကွင်းနဲ့ထက်ရတဲ့ကွင်းလက်ကစားမားတွေကြားမှာခြေစမ်းပိုင်းကွာချက်ကအရင်မကြီးမားဘူးပေါ့နော်ဒါတွေကတော်တော်လေးကိုအဆင်ပြေနေတယ်ပေါ့နော်ဒါတော့မှဒီအသင်းကရိုဒီမပါသေးဘူးရိုဒီပါလာမယ်ဆိုဒီကွင်းလက်ကတော်တော်လေးကိုကိုကောင်းရမှာပေါ့နော်နောက်ပိုင်းကမဲကတော့ဒီဘောလုံးတွေတော့တော်တော်လေးကိုဆန္ဒပြင်းပြနေလို့တော့ကျွန်တော်မြင်တယ်ပေါ့နော်သူဒီပွဲမှာလည်းထပ်ပြီးလောက်ပြဖို့ကြိုးစားမှာတည်ကြတယ် အဓိကတော့အတင်းကလည်းကောင်းနေတယ်။သူကလည်းဘယ်ပွဲမဆိုကောင်းနေတာကလည်းသူ့တဲ့ပိုအဆင်ပြေစေတယ်ပေါ့နော်။စပိန်ခံစစ်ကတော့ပြောရမယ်ဆိုရင်တော့တံဘက်ကဖိပြီးကစားရင်တော့ပောက်တဲ့အခါမျိုးလေးတော့ရှိတယ်။ပေါ်တူဂီမာကလည်းဒီနေရာလွတ်တွေကိုမြင်နိုင်စေရှိရကစားမှရှိတယ်။အဲ့နေရာလွတ်တွေကိုဘောလုံးပေးနိုင်စေရှိရကစားမှတွေလည်းရှိရပေါ့နော်။ဒီစပိန်ရဲ့အစွန်တစ်ဖက်ကဒီနေရာလွတ်တွေတော့ပေးရတယ်ဒီပေါ်ရိုးနဲ့ကိုကူရယ်လာပေါ့နော်။ဒါတွေအကုန်လုံးကဘူလိုနိုဖာနန်ဒက်တို့တော့အကြိုက်ပဲ။ ဒါပေမဲ့လည်းစပိန်ဘက်ကိုပြန်ကြည့်ပြန်ရင်လည်းဘရူနိုဖာနန်ဒက်ကိုရှတ်ဒေါင်းချပေးမဲ့ကစားသမားတွေကလည်းအဆင်သင့်ရှိပြီးသား။ဓာရီကိုတော့ထက်ထွက်ကိုတော့လိုရယ်ပေါ့နော်။ဘိုလိုဘွဲတွေမှာကအဓိကအပြည့်ကိုရိုကို ပေးလိုက်ရပြီဆိုရင်ကစားရတာပို့ပြီးတော့ခတ်သွားတယ်ပေါ့နော်။ပြင်သစ်ခံစစ်တဲ့ဆိုင်ရင်ပိုရိုရီခံစစ်ကမစိုးဘူးပေါ့နော်။လီယိုတူရောထွက်နေတယ်။အလူပေးသလိုနေရာလူတွေဒါစပိန်ဘက်ကပေးလာမယ်ဆိုရင်တော့ပိုရိုဂီကအနေနဲ့ဂိုးသွင်းတတ်တယ်ပေါ့နော်။ဒါကိုတော့စပိန်အနေနဲ့တိချောက်တိထားဖို့တော့လိုရယ်။ဘာဖြစ်လို့လဲဆိုတော့ပိုရိုဂီတို့အသင်းမျိုးကိုဂိုးရင်ပေးလိုက်ပြီဆိုရင် နောက်ကလိုက်ပြီးပြန်ကစားဖို့ကခက်တယ်ဗျာ။ဘာဖြစ်လို့လဲပေါ်တူဂီကိုတောင်ကကိုကျူးပြောရလို့ပဲလေးလေးလေးပြစ်အောင်ကစားတယ်ဗျာ။ခြေဆိုင်မျိုးရှိရဲဆိုတော့ဒါတွေကိုတော့စပိန်နေနဲ့သတိထားရမယ်။အဓိကတော့ကိုဘက်ကဖိစားနေရင်ဂိုးမပေးရဘူးတော့အရေးကြီးရပါတော့။လက်ရှိခြေဆိုင်ပိုင်းကကြည့်မယ်ဆိုရင်တော့စပိန်ကပို့ပြီးတော့တာတယ်။ ကောင်းလဲကောင်းနေရဆိုတော့ဒီ Nation League ဖလားကတော့စပိန်ဘက်မှာခွင့်ရပိုရှိနေတာမဆန်းပါဘူး။ဟုတ်ကဲ့ပါပြောမယ်ဆိုလို့ဆိုတော့စပိန်ကသူတို့ရဲ့အားနည်းချက်ကိုသိပြီးတော့ပြင်းထန်တဲ့ပွဲမှာပြင်နိုင်ခဲ့လို့ပြောစင်တယ်။ဒါကတော့ကွင်းလယ်ပေါ့နော်။ကွင်းလယ်မှာ Pedro ရဲ့ Superman ရဲ့ Marino ရဲ့ဆိုတော့သူတို့ရဲ့ကွင်းလယ်ခန်းစစ်ကပို့ပြီးတော့ကောင်းသွားတယ်။ပြောမယ်ဆိုလို့ဆိုတော့တိုက်စစ်ကစားမှာဖြစ်တယ်ပေါ့နော်။ဒါကွင်းလယ်တိုက်စစ်ကစားမှာဖြစ်တဲ့ Onbon နေရာပြောက်သွားပြီမဲ့ဒါ Rodri မရှိတဲ့အချိန်မှာတော့ဒီလိုပဲလုပ်ရမယ်လို့ကျွန်တော်ကတော့ပြောစင်တယ်။ဒါစပိန်မှာတော့ပြောစရာသိပြီးတော့အများကြီးတော့မရှိဘူး။လက်ရှိရှေ့လယ်နောက်ဂိုးပေါ့ဗျာ။အကုန်ကောင်းတယ်။ဒါရမ မင်နဲ့နီကိုဝီလီယံကြောင့်လည်းဒီဟွာပေါ့နော်။အိုရာဇာဘဲကပို့ပြီးတော့ကစားအချောင်းနဲ့ဂိုးကြီးလည်းပို့ရတယ်။ပို့အေးအေးဆေးရှိတယ်ဒီလိုမျိုးဖြစ်တယ်။ပြောမယ်ဆိုလို့ရှိရင်မိုရန်နဲ့တော့မှသူကကြော်ပြီးတော့ကစားခွင့်ရနေတဲ့အနေအထားမျိုးတွေဖြစ်နေတယ်။ဒီပေါ်ရိုဂီနိုပွဲမှာကျွန်တော်မြင်တာကလောကမှာတစ်ခုပဲ။ဒါကဘာလဲဆိုတော့စပိန်ယုံကြည်မှုမလွန်ကဲဘူးပေါ့နော်။ဒီပိုင်းလောက်ရမယ်။ယုံကြည်မှုလွန်ကဲသွားလို့ရှိရင်တော့အဆင်မပြေဖြစ်နိုင်တယ်။တစ်ဖက်ကပေါ်ရိုဂီကိုကြည့်လိုက် ပြင်သစ်ကွယ်လည်နဲ့ပိုရဂီကွယ်လည်နဲ့မတူဘူးဒီချက်ကဒီပွဲရဲ့စကားပြောမယ့်အဖြစ်တော့မှကျွန်တော်ကပြောချင်တယ်အဲ့တော့ပေါ့နော်ဒီပြောမယ့်ဆိုလို့ရှိရင်တော့ဒါစပိန်အနေနဲ့ပုံမှန်အတိုင်းလေးပဲသွားမယ်ဆိုလို့ရှိရင်ပဲဒါအဆင်ပြေနိုင်တဲ့ပွဲအရင်ဒီပွဲတော့ငါတို့တော့အေးအေးဆေးဆေးပါဆိုတဲ့စိတ်မျိုးတော့မဝင်ဖို့လိုပါတယ်နောက်တစ်ခုကစပိန်ကကျွန်တော်တို့ပေါ့နော်နောက်ဆုံးကစားထားတဲ့16ပွဲဆက်လည်းရှုံးပွဲမရှိကစားထားတယ်ပြောမယ့်ဆိုလို့ရှိရင်တော့စပိန်မရှုံးတာအရင်တော့မှကြာနေပြီဒီချက်တွေကလည်းဒါဒီလိုမျိုးကျွန်တော်ဘောလုံးပွဲတစ်ပွဲမှာပြန်စဉ်းစားမယ်ဆိုလို့ရှိရင်တော့တေချာလေးတွေးတော့ရမယ်အချက်တွေအရင်ကမရှုံးတာကြတဲ့အသင်းတွေကရှုံးသွားတဲ့အခြေအနေမျိုးလေးတွေ ှိတဲ့အခါမှာတော့စပိန်ရဲ့စပိုးပွဲဆက်ရှုံးပွဲမရှိဆိုတာကြီးကောင်းတယ်ဆိုပေမဲ့တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်ဒီဘက်မှာအဆင်ပြေပါမလားဆိုပြီးကျွန်တော်စဉ်းစားချင်စရာလေးတော့ရှိပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ကိုရက်လိုက်ခံမနေပါလေသွားစင်းနဲ့ခံမပေးပါအောင်။အဲလမိုင်းရမယ်ဆိုကြတော့ဒီအရင်ဘောလုံးလောကတစ်ခုရဲ့အကောင်းဆုံးကစားသမား၂ယောက်ကို၈၀နောက်စီကစားရတော့မှာပေါ့နော်။ဒီဘက်ပြင်သူကအာဂျင်တီးနားနဲ့ကစားဖို့ရှိတယ်ပြီးတော့ဒီလိုချင်းနေမှာကျွန်တော်မြင်လာတော့လမိုင်းရမယ်အရန်ကောင်းတယ်။ဒါပေမဲ့စခိတခါကလွှမ်းမိုးခဲ့ရကစားပါ၂ယောက်ကိုပါအနိုင်ယူပါမယ်ဆိုတာမျိုးကြီးကိုတော့ကျွန်တော်သိပြီးတော့ ်ဖြစ်စေခြင်းတွေပေါ့နော်ဖြစ်စေခြင်းတွေပေါ့သူကောင်းလာတော့မှန်တယ်သူ့အချိန်တော့ရောက်လာအောင်မှာပေါ့နော်အခုလက်ရှိအခုလက်ရှိအနေအထားအရဆိုရင်တော့ဒီကစားမနှစ်ယောက်ကိုနိုင်ယူရတယ်ဆိုတာကြီးကတိတ်ပြီးတော့မဖြစ်တင်သေးဘူးလို့ကျွန်တော်မြင်တယ်ပေါ့နော်ဟုတ်ကဲ့နောက်တစ်ခုကကြတော့လေဒီပွဲစဉ်အနေအထားအရကြည့်မယ်ဆိုရင်ပေါ်တူဂီဘက်မှာကနေရတာပို့ပြီးတော့အဆင်ပြေနိုင်တယ်ဆိုတဲ့အခြေအနေမျိုးရှိရပေါ့နော်ဆိုပေမဲ့မှာတော့နေတော့စွန်စားရမယ့်ပုံစံမျိုးလေးတွေတော့ရှိရယ်ဆိုပေမဲ့ကောင်းလာမှန်ပေမဲ့လေပေါ်တူဂီဘက်မှာနေရတာပို့ပြီးတော့စိတ်ချတယ်ဆိုတော့ပုံစံမျိုးတွေရှိရကြဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ ဒီပုံမှန်ပွဲကစားရင်တင်းမှာတော့ပေါ်တူဂီနဲ့စပိန်ကတည်ကြမှာပေါ့နော်အချိန်မိုအချိန်မိုတိရောက်သွားမယ်အဲ့ခါကျရင်ပေါ်တူဂီကနိုင်သွားမယ်ပေါ့ဒီလိုကြနိုင်မျိုးတွေထွက်သွားမယ်လို့ကျွန်တော်မြင်တယ်ပုံမှန်ပွဲကစားရင်မှာတော့တစ်ဖက်ကိုတစ်ဖက်နှစ်ကိုးစီပေါ့နော်တည်ကြအောင်မယ်လို့ခံစားလိုက်ပါတယ် โอเคပါကျွန်တော်ကတော့ဒီဘွဲမှာနှစ်သိန်းပေါင်းသွင်းကိုနဲမယ်လို့ကျွန်တော်ထင်နေပါရဲ့เนาะဒါစပိန်နဲ့ပေါ်တူဂီနဲ့တွေ့လို့ရှင်တော့ဂိုးနဲလေးရှိတယ်ဒါပေမဲ့ဒီနှစ်သိန်းရဲ့နောက်ပိုင်းကစားထားတဲ့ပွဲတွေချင်းလည်းဂိုးများတာကျွန်တော်တော့တွေ့ရတယ်အဲ့တော့ဒီဘွဲဆိုမှာတော့ဂိုးနဲနဲလေးနဲ့ပဲပြီးမယ်လို့ထင်တယ်ကျွန်တော်ကတော့ပေါ်တူဂီကိုရွေးပါတယ်ပေါ်တူဂီနိုင်မယ်ဒါတကူဂိုးမရှိနဲ့နိုင်ပြီးတော့ဒါ Nation League Champion ဆိုကိုရရှိသွားမယ်လို့ခံပါလိုက်ပါတယ် ဟုတ်ကဲ့ပါအခုကျွန်တော်ညီကိုညောင်ပြောသွားခဲ့တာကတော့ပိုရဂီအသင်းနဲ့စပိန်အသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒါဘိုလုပွဲပါ Nation League ဖြစ်ပါတယ်။ဒီပွဲစဉ်မှာတော့ကိုရဲလင်းထုံးကတော့ဒါဘောနော့ဒါစပိန်အနိုင်ရွေးပါတယ်။ကျွန်တော်ကတော့ပိုရဂီအနိုင်ရွေးပါတယ်။တကယ်လက်တွေမှာဘာတွေဖြစ်လာမလဲစောင့်ကြည့်သွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ရဲ့ဒီနေ့စီစဉ်ကတော့ဒီလောက်ပါပဲ။ဒီ Water Premise Sport ရဲ့နောက်လာမယ့်အားစားအစီအစဉ်ခေါင်းလေးမှာပရိသတ်တွေနဲ့ကျွန်တော်ညီကိုညောင်နဲ့ပြန်ပြီးတော့အဆုံးဖြတ်ကြပါသေးတယ်လို့ပြောရင်းနဲ့ပဲဒီနေရာလေးကနေနှုတ်ဆက်လိုက်ရပါတယ်။ကြာ